ဟုတ်တော့မြန်မာတနင်္ဂနွေလုံးမှာဆင်းမျက်နှာဖွင့်ပြီးတိုက်ခိုက်ခံနေရတဲ့စစ်တပ်ဟာမြန်မာနိုင်ငံအလဲပိုင်းမန္တလေးတိုင်းဒေသကြီးမြင်းချံခရိုင်မှာလဲကိုမြင့်ဆောင်အညာစစ်စင်ရေးလို့ခေါ်တဲ့ခရိုင်အစင်စစ်စင်ရေးတခုကိုအပြင်းအထန်ခုခံနေရပါတယ်။ကိုမြင့်ဆောင်အညာစစ်စင်ရေးကိုကာကွယ်ရေးတပ်ဖွဲ့အဖွဲ့20ဝန်းကျင်ကမြင်းချံမြို့နယ်တောင်တာမြို့နယ်နှထိုးကြီးမြို့နယ်ငွေစုံမြို့နယ်နဲ့စမိတ်ခုံမြို့တွေမှာ အခုနှစ်မေလ15ရက်နေ့မှာစတင်ခဲ့တာဖြစ်တယ်လို့ကိုမြင့်ဆောင်အညာစစ်စင်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ကျွန်တော်တို့ဒီညံတစ်ခေတ်အောင်တစ်ခေတ်လုံးပြီးပါပေါ့ကျွန်တော်တို့စစ်ကောင်စစ်ကောင်စီတို့တရားနည်းထဲအရှိတမရတဲ့တိုင်းတဲ့ပုံနဲ့ဒီဝင်ဝင်ရောက်ပြီးတော့အစ်စ်ကောင်စီဟိုဝင်ရောက်ပြီးတော့တိုက်ခိုက်တာပေါ့ခင်ဗျာ။စစ်စင်ရေးမှာမြင်းချံခရိုင်စစ်ဌာနခရိုင်ကုတ်ကဲရီမှုရဲ့စီမံကုတ်ကဲမှုနဲ့မြင်းချံခရိုင်ကိုမန်ဒိုတပ်ရင်ကြောက်ဆယ်ခရိုင်ကိုမန်ဒိုတပ်ရင်အပါအဝင် မြင်းချံခရိုင်ဒရုန်းတပ်ဖွဲ့နဲ့မြင်းချံခရိုင်တပ်ရင်းကိုဖွဲ့အပြင် မြင်းချံမြို့နယ်ပါခပါနှထိုးကြီးမြို့နယ်ပါခပါတောင်သာမြို့နယ်ပါခပါငဆွမြို့နယ်ပါခပါနဲ့တတဦးမြို့နယ်ပါခပါမိထီလာပါခပါမိထီလာခရိုင်အမှတ်3တပ်ရင်းနေပြီးတော့အမှတ်8ရက်တပ်ရင်းတွေပါဝင်ကြောင်းသိရပါတယ်စစ်စင်ရေးအတွင်းမှာ မြင်းချံမြို့နယ်ထဲကစမိတ်ခုံရဲစခန်းနှထိုးကြီးမြို့နယ်ထဲကဝက်လူရဲစခန်းနဲ့ပြူကျေးရွာတွေ ကိစ္စခန်းတွေကိုတွားရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဆွဲအခြေချတဲ့နေရာ12ခုကိုတိုက်ခိုက်ခဲ့ရလို့ထုတ်ပြန်ထားပါဗျ။မြင့်ချန်ဒေတာဟာမန္တလေးမြို့အနီးတီရှိပြီးစစ်ကောင်စီတပ်ရဲ့တတူဦးလီတပ်စခန်မိထီလာလီတပ်စခန်တို့နဲ့မိုင်60အကွာမှာတည်ရှိပါတယ်။စစ်ကောင်စီတပ်ဟာမြင့်ချန်ဒေတာကသူတို့ရဲ့တပ်စခန်တွေမကျသွားရတဲ့အတွက်လီချောင်းအင်အားကိုအဓိကအားထားပြီးကာကွယ်နေရလို့မြေပြင်တည်ရင်မြစ်တွေကပြောပါတယ်။ ရောင်းပြတာပုံများတာပေါ့အဲ့ဝလူရောဖြစ်တော့ဆိုရင်စတော်လေးဖြစ်တာပေါ့အဲ့လိုမျိုးတောက်လျှောက်ပဲအခုခင်နေတာတွေကိုလိုက်ပြအဲ့လိုမျိုးအဲ့အဲ့နောက်ရဆိုလို့ရှိရင်တောင်းတာပတ်တွေအဲ့လိုမျိုးတက်တက်လေးကြီးနေချက်ပြီးလို့ရှိရအစ်ဒီနာမင်းရဲ့ပတ်တွေရောမကမောနဲ့လိုက်ပြတာရှိတယ်ဟုတ်ဘယ်မျိုးပုံစံလိုက်ချတာကြီးတယ်အဲ့လိုမျိုးတောက်လျှောက်ဒီနေ့အောင်လုံးပြောပါတော့အဲ့လိုမျိုးတို့ဒီဟိုဟာဘောဝလူစကားကိုပြေးမခါဟုတ်ကန်နေတာဟုတ်လို့ စစ်ကောင်စီဟာဝီဟင်အားသုံးခုခံတဲ့အပြင်မြေပြင်မှာလည်းတမတ်ရှိရှိလက်အောက်ခံတပ်တွေဖြစ်တဲ့ချေပြင်တပ်ရင်းခလာရ83နဲ့ချင်းမြန်တပ်ရင်းခမရ30တို့ကအင်အား150ခန့်နဲ့နထိုးကြီးမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးတိုက်ခိုက်မှုတွေရှိရလို့သိရပါဗျ။နထိုးကြီးမြို့နယ်ထဲကဝက်လူရေစခန်းကိုဝင်ရောက်တိုက်ခိုက်ချိန်မှာတော့မြေပြင်ကရောဝေဟင်ကပါအင်အားသုံးခုခံခဲ့တယ်လို့ဆိုပါရတယ်။ ကျွန်တော်တို့ဒီဝလူရဲစကန်နဲ့ဝလူရဲစကန်လာတဲ့ပေါ့နော်စစ်ကူစစ်ကြောင်းကိုတိုက်တာကကျွန်တော်၄ရက်ကြာတယ်၄ရက်ကြာတဲ့အချိန်မှာအဲ့ဒီစစ်ကောင်စီရဲ့ဘုံကျဲတဲ့ပေါ့နော်ဘုံကျဲတဲ့အကျင့်ကြီးပေါ့ဝိုင်တွဲ MI35 MI70 နဲ့ Jet Fighter ဒီ၄မျိုးပေါ့နော်၄မျိုးကို150နဲ့မှ150ကျော်ပေါ့နော်အကျင့်ကြီး150ကျော်ပြုတ်လုပ်သွားတယ်ဘုံအလုံးကြီးဆိုရင် စုစုပေါင်းအလုံးကြီး400ကျော်ပါတယ်ခင်ဗျာ ကိုမြင့်ဆောင်အညာစစ်စင်ရဲ့အတွင်ကာကွယ်ရေးတပ်ဖွဲ့ဝင်ဘက်ကစစ်ကောင်စီရဲ့ရုပ်အလောင်းတွေနဲ့လက်နက်ခဲယံများစွာကိုသိမ်းပိုက်ရရှိခဲ့ပြီးစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လည်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြာဆုံးခဲ့ရတယ်လို့မြေပြင်သတင်းရင်းမြစ်တွေထံကသိရပါဗျ။